တ်ကိုဘယ်နှကြိမ်ဆက်ဆံရတာအသင့်တော်ဆုံးလဲကိုယ့်ရဲ့အမျိုးသားကိုရွေရင်နဲ့ရွေရင်နဲ့အဲ့ဒီအိမ်တော်ကြီးတစ်ခုအကြောင်းပြပြပေးမယ်သူ့မျိုးသားကိုရွေရင်နဲ့သူ့မျိုးသားကနော်နောက်မိမယူသွားတဲ့အခြေအနေတွေရှိတယ်နော်အဲ့အဲ့ဒါတွေကအဲ့ကြောင့်အိမ်တော်ကြီးဒုက္ခနဲ့ပတ်သက်ပြီးတော့အဓိကအများဆုံးပြပြရည်ပြီးရင်ဒီဒီ relationship တစ်ခုအိမ်တော်ကြီးတစ်ခုမှာ sexual ရ90%ခိုင်တော့ဂျန်နဲ့နားလည်မှုတွေကစားရှိမှုတွေဂျန်နဲ့ငွေချေးပိုင်းတွေ 50ရာခိုင်နှုန်းရေးကြီးတယ်။အဲ့တော့ဒီ50ရာခိုင်နှုန်းအိမ်အပေါ်ကမပြည့်လဲတဲ့အခြေအနေကြောင့်ဇန်တဲ့အရာတွေမှာမပြည့်လဲပဲနဲ့သူ့မိန်းမကိုရွှေ့ရင်းနဲ့နောက်မိန်းမရသွားတာ။ ဲ့ချိန်မှာမရှုနိုင်မကနိုင်နေဖြစ်ကြတာအဲ့ချိန်မှာမရှုနိုင်မကနိုင်မှာအဆိုးဆုံးကဘာလဲဆိုတော့ HPV ဆိုတဲ့ Human Papilloma Virus ဆိုတဲ့ကျွမ်းနုတ်ပိုးပါလာတဲ့အခါမျိုးသမီးမှာတင်ရင်ကောင်းကင်ဆာဖြစ်ဖို့ကဖြစ်သွားတော့တာအဲ့ဒီအခြေအနေတွေရှိတယ်နော်ဒါကြောင့်မို့အိမ်တော်ရင်းမှာ90ရာခိုင်နှုန်းဆက်ကိစ္စအရေးကြီးမပြေကိုမိမစီကမပြေဝရင်မျိုးသားတွေကသူ့မျိုးသားတွေကနားလဲဆောင်ထင်းရပြီးတော့ညှိရာရှိတယ်တချို့ကြတော့လည်း အဲပြင်ပမှာပြောရှာလိုက်မိတဲ့ပြဿနာတွေကနေတပြော်လည်းမဟုတ်ပဲမတော်တပြုံကြီးဖြစ်သွားတာအဲ့လိုအခြေအနေလည်းရှိတာမို့လို့မဆွေကြီးကညာတော်ဖင်းကိုဒါရီနားလဲအောင် ချမ်းသာခြင်းထက်အရေးကြီးတဲ့ချမ်းသာခြင်းကိုရှာဖွေဖို့ကျမ်းမာခြင်းကအရေးကြီးတဲ့ဒီကျမ်းမာရေးကိစ္စအဲ့ကျမ်းမာရေးကိစ္စမှာမှအစားထိုးလို့မရတဲ့ဆက်ရယ်အိမ်တော်ရဲ့ဒုက္ခကိုအဓိကထားမြဝေးတာအဲ့တော့ဆရာမစီမှာမျိုးသားတွေတွေ့ကတော့တုတ်လွတ်မြန်းတာပန်းတီပန်းညိုဖြစ်တာတောင်မတ်မှုအားနေတာအဲ့လိုမျိုးဖြစ်လာပြီးလာပြောပြီးဆိုတော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကိုဈေးမပေးဘူးအဲ့ဒီသူ့ရဲ့အကျိုးကိုဆန်တရားနာထားမယ်ဆရာမရဲ့အက်ဒမင်တွေဝန်ထမ်းတွေအကုန်လုံးမှားထားတယ်မင်းတဲ့နေကောင်မိကုန်းနေမေးပြီးတော့အကျိုး အကျိုးရလည်းရနေတယ်အကြောင်းရင်းကိုရှာတယ်အဲ့အကြောင်းရင်းကြောင့်အဲ့အကြောင်းရင်းမှာတွဲပြီးဒီလိုဒီလိုလုပ်ပြီးတော့ဒီအချိန်တိုင်းမှာဒီလိုတွေစေတနစ်တကြဒီစေတော့ဒီဟာစားဒီလိုပြုမှုဒါလိုတခြားလေးနှစ်လသုံးလအဲ့လိုပြောကအချိန်ပေးတယ်နဲ့ချက်ချင်းကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့လူတွေ များကြီးဒါပေမဲ့ကျမစီမှာငါတို့လည်းတချို့ကိုတွေကငါတို့ဒီလိုစိတ်တောက်နေရဒီလိုမျိုးကုသမှုယူနေရငါတို့တဲ့အားနည်းချက်ဖြစ်တယ်ငါတို့ရှက်စရာကြီးဆိုသူကတော့မပြောသင့်တဲ့သူတွေအများကြီးတချို့ကလည်းဒီလိုမျိုးနေရာတွေမှာ comment တွေဝင်လာမှမနေဘူးလေနော်သူတို့အဆင်ပြေသွားပါတယ်မကောင်းပါတယ်ဆိုတာဘာလို့ဆိုတော့တော်တော်များများရဲ့စိတ်မှာဒါလိုသုံးလိုက်တာငါတို့အားနည်းချက်ရှိနေရလို့ခင်တာမျိုးမင်းသားဘက်ကောမင်းသူဘက်ကောအဲ့ဒီမှာတို့တွေကဓာမျိုးတွေမှာစမောက်ကိုတိတ်တက်တက်စိတ်ပဲဆွေးနွေးကြတာများတယ်ပေါ့နော်အဲ့တော့ကျွန်မဘက်ကောဒီမှာများသွားပြင်တွေ့ရတော့လိန်ဆက်ဆန္ဒတစ်ဘက်ကိုပဲနေဆက်ဆန္ဒနေလို့ဆို ကျမ်းမာတဲ့မြို့သားနေနဲ့ကတော့၃ချိန်လောက်ကဒါဘယ်လိုပြောရမလဲ အဆင်ပြေတယ်တပတ်ကိုသုံးနေလောက်ကเนาะအဆင်ပြေပါတယ်ရှင်အဲ့တော့ဘလောက်ပဲ output ကထွက်ထွက်ထွက်သွားအပေါ်က input ကဘလောက်စားတောက်ပြီးဘလောက်ဖြည့်စွက်နေလဲကိုကိုကိုဘလောက်ကြမ်းမအောင်နေလဲဆိုတာအရင်ရေးကြည့်ရဲအဲ့တော့ကျွန်တော်တို့ကစမကြီးမှာလာမင်းရင်အကြောင်းမျိုးရှာပြီးမှသုံးလို့မျက်နှာကုပေးတယ်နောက်တစ်ခုမေသမီးဆိုလဲစိတ်မပါဘူးဆိုတဲ့အခြေအနေမေသမီးရဲ့ရင်သားကင်စား level thyroid မှာအကျိတ်ကြီးဖြစ်တာတိမ်မှာအကျိတ်ကြီးဖြစ်တာအဲ့ဒါတွေအတွက်အကြောင်းမျိုးကိုရှာပြီးမှပဲတခြားစနစ်တခြားဆေးကိုအနည်းဆုံးဘလောက်တောက်အောင်လဲဆိုမျိုးတခြားသူ့ပုံမှန်မှုတည်ပြီး ်းပေးတာပေါ့နော်အဲ့တော့အာအိန္ဒိယဒုက္ခနဲ့ပတ်သက်ပြီးတော့ဆင်းရဲတာတဲ့ဟုတ်ပါတယ်ရှင်အဲ့ဒီအပိုင်းကိုဆရာမကအဓိကထားသွားတယ်ဘာလို့လဲခုနလိုရှင်းပြခဲ့ပြီးပြီပေါ့နော်အသေးစိတ်တွေသိနေချင်းဖုန်းနဲ့တင်ထားပြီးသားပါနော်